ီကလေးဘလူရှင်ညာနေတဲ့ဘွာဓမ္မမိတ်ဆွေများအားအနုမောဒနာတရားနေဖြင့်တတိအကြောင်းတည်ကောင်းစရာတရားဒေသနာတော်တချို့တက္ကမတွေမေးကြတယ်အရှင်ဘုရားမိတော်တို့လူပုဂ္ဂိုလ်တွေအနေနဲ့ အဘိဓမ္မာတရားကိုသင်ကြားသင့်သလားအဘိဓမ္မာတရားကိုသင်ပါကျိုးရှိသလဲလို့ဒီလိုမေးကြတယ်အဘိဓမ္မာကိုသိထားရင်တော့အကျိုးမရုပ်ဘူးပေါ့ဘွဲရယုံစာမွေးဘွဲအောင်ယုံအတွက်သာမဟုတ်ပဲနဲ့တကယ်တက်တည်နားလည်အောင်သင်ထားမယ်ဆိုရင်အကျိုးများပါတယ် အဘိဓမ္မာဆိုတာတတဝါတို့ရဲ့တန်တမာ ဖြစ်ပေါ်နေတဲ့တဘာဝတရားတွေကို ဟောကြားထားတာဖြစ်တယ်အဲ့တော့မိမိတို့တန်တမာ ဖြစ်ပေါ်နေတဲ့တဘာဝတရားတွေထဲမှာကောင်းတဲ့တဘာဝတရားတွေရှိတယ်မကောင်းတဲ့တဘာဝတရားတွေရှိတယ်အဘိဓမ္မာတွေသိထားတဲ့အခါကျတော့အော်ဒါကတော့မကောင်းတဲ့တရားတွေ အကုသို့ပေါ့နော်ဒါကတော့ကောင်းတဲ့တရားတွေကုသို့တရားတွေပေါ့ဒီတော့ဒါကအကုသို့ဒါကကုသို့လို့သိခွင့်ရမယ်ဆိုရင်အကုသို့ကိုခြောင်လို့ရတာပေါ့တချို့သူတွေကအကုသို့ကိုကုသို့ထဲနေတာတွေရှိတယ်လေအကုသို့အလုပ်တွေကိုကုသို့လို့ထဲနေတာတွေရှိတယ်ဥပမာပေါ့နော် မြန်မာလူမျိုးတွေဖျားပွဲဆိုပြီးကျင်းပါတယ်ကထိန်ပွဲဆိုပြီးကျင်းပါတယ်ဂုံမြူပူဇော်ပွဲဆိုပြီးကျင်းပါတယ်ခေါင်းစဉ်ကတော့ကောင်းတယ်ပေါ့ဒါပေမဲ့ဖျားပွဲကျင်းပါတဲ့အခါမှာပျော်ပွဲခြင်းပွဲတွေထဲ့သွင်းလာတယ်ရကြတော့ကုသိုလ်မဟုတ်တော့ဘူးလေအဲ့ဒါလောဘလို့ခေါ်တယ်ပေါ့လူစီကအောင်လို့ ွဲတွေထဲကြတယ်ဇက်တွေအငိမ့်တွေထဲကြတယ်ကျိုးစတိတ်ဆိုးဆိုးတွေလုတ်ကြတယ်အဲ့ဒါကြတော့ကုသိုလ်စိတ်မဟုတ်တော့ဘူးလေဒီအပေါ်မှာตาရနေတဲ့လောဘဖြစ်သွားပြီပေါ့အတိမ်ပွဲတို့ဂုံမြူပူဇော်ပွဲလို့မှလည်းဒီတိုင်းပဲအတန်ဆက်ဆက်တွေနဲ့ကာဒစီလုံးအပေါ်မှာဘောက်တွေ 10ခု15ခုလောက်အပြည့်တင်းပြီးတော့ကထိန်နဲ့လည်းဘာမှမဆိုင်တဲ့သချင်းတွေ၆ဖွင့်ပြီးတော့နေတကာလှဲ့ကြတယ်အဲ့ဒါလေးကလောဘတွေဖြစ်သွားပြီပေါ့ဒါပေမဲ့အမိဓမ္မမတင်ဘူးတဲ့သူတွေတင်မှုတော့လည်းပဲအမတ်တမတ်နေတဲ့ပုံကိုယ်တွေကကြတော့အဲ့ဒါကိုကုသိုလ်ထင်းနေတာအဲ့တော့ပတ်စံကုန်ချင်းတလောက်ကုန်ဆိုပြီးတော့ငွေကိုအကန့်အသတ်မထားတော့ဘဲနဲ့အာရဝန်တာနဲ့လှူဒန်းကြတယ် အဲ့ဒါကကုသိုလ်မဟုတ်ဘူးလှူတယ်လို့စကားလုံးလှလှလေးသုံးပေမဲ့တကယ်တော့ဒါနကုသိုလ်မဖြစ်ဘူးเนาะအဲ့ဒါတွေကလောဘလို့ခေါ်တဲ့အကုသိုလ်မျိုးတွေပေါ့အေးအဲ့ဒီတော့အဘိဓမ္မာသင်ထားမယ်ဆိုလို့ရှိရင်ဩဒါတွေကအကုသိုလ်တွေပဲလို့သိရမယ်ဆိုလို့ရှိရင်ခြောင်လို့ရတာပေါ့เนาะအကုသိုလ်ကိုအကုသိုလ်မဲမသိတဲ့အခါကျတော့အာရပါရငွေတွေအများကြီးကုန်ကြခံပြီးလုံမိနေကြတယ်ပေါ့ ဒါကြောင့်ပျော်ပွင့်ရွှင်ပွဲအစိုးအငိုတွေဟာကုသိုလ်ရတဲ့ကိစ္စမဟုတ်ဘူးလို့သိစေချင်တယ်။ဒါနမူနာတစ်ခုပြောပြတာပေါ့နော်ဒါကနောက်တစ်ခါတချို့ကကုသိုလ်ကိုလည်းအကုသိုလ်ထင်နေတာမျိုးလည်းရှိသေးတယ်။ဥပမာပေါ့ဖယားမီးပူဇော်တယ်စီမီးပူဇော်တယ်ဖျောင်းနိုင်ထွန်းတယ်ဖျောင်းနိုင်ထွန်းရင်ပိုးကောင်လေးတွေကြမယ်လေ ညမှောင်မှောင်မှာမီးထုံးတော့ပိုးလေးတွေလာပြီးတော့ပိုးပလံမျိုးမီးကိုတို့ကိုကျိုးနေခဲ့ပြီဆိုတဲ့အတိုင်းပဲဖျောင်းနိုင်လေးမှာအလင်းလင်းရှိနေတော့ပိုးကောင်လေးရဲ့လာနာကြတော့သေးကုန်ကြတယ်အဲ့တော့တချို့ကနားမလဲတော့ဩဖျောင်းနိုင်မီးထုံးရင်အကုသို့လို့ပြောကြပြန်တယ်ဖျားမီးမထုံးနဲ့ဖျားမီးမပူဆောင်နဲ့အကုသို့ဖြစ်တယ်အပြစ်လို့လဲပိုးကောင်လေးသေးလို့တဲ့အမိတမနားမလဲတာပေါ့နော် အဲ့တော့ကိုကဒီပိုးတွေသေပါစေဆိုတဲ့စိတ်နဲ့ထုံးတာမှမဟုတ်ပဲလေမြတ်စွာဘုရားကိုအလင်းနဲ့ပူဇော်တာအဲ့တော့မြတ်စွာဘုရားကိုပူဇော်တဲ့စိတ်တစ်မျိုးလေးပဲရှိနေတာအကောင်တွေသေပါစေဆိုပြီးတော့အကောင်တွေအပေါ်မှာသေစေလိုတဲ့စိတ်အနည်းငယ်မှမပါဘူးလေအဲ့လိုဆိုရင်ဘယ်လိုလုပ်အကုသို့ဖြစ်မှာလဲเนาะအကုသို့မဖြစ်ဘူးပေါ့ အင်းဒါကြောင့်ဦးဇင်းတို့အဘိဓမ္မာသိထားတဲ့အခါကျတော့အကုသိုလ်ကိုအကုသိုလ်မှန်သိပြီးတော့ခြောင်ချလို့ရတယ်။ကုသိုလ်ကိုကုသိုလ်မှန်သိပြီးတော့ရဲရဲဝံ့ဝံ့လုပ်လို့ရတယ်လို့ဆိုလိုတယ်။ဒါကြောင့်အဘိဓမ္မာသိထားတတ်တာမမှားဘူးပေါ့နော်။အေးဒီနေ့အဲ့ဒီအဘိဓမ္မာတရားတွေထဲကတတိအကြောင်းကိုဟောကြားပေးမှာဖြစ်တယ်ပေါ့။အဲ့တော့တတိဆိုတာအမှတ်ရခြင်းလို့ဘာသာပြန်လေးရှင်းကြတယ်။ ဘာတွေကိုအမှတ်ရတာလဲဆိုတော့ကိုပြုတ်ထားခဲ့တဲ့ကုသိုလ်ကောင်းမှုတွေကိုအမှတ်ရတာဘယ်တော့ကတော့တို့တွေဘလို့ကုသိုလ်လုပ်ခဲ့တယ်ဥပုပ်တွေစောင့်ခဲ့တယ်ရိတ်သားတွေဝင်ခဲ့တယ်ဘလို့တွေဒါနကုသိုလ်တွေလုပ်ခဲ့တယ်ဆိုပြီးတော့ကိုလုပ်ခဲ့တဲ့ကုသိုလ်တွေကိုပြန်ပြန်ပြီးတော့အမှတ်ရနေတာအဲ့ဒါတတိကောင်းတယ်ပေါ့နော်အဲ့ဒါကကောင်းတဲ့ပတိအမိဓမ္မသဘောတရားအရတတိလို့ပြောလိုက်ရင် ောင်းတဲ့ကိစ္စမှာဖြစ်တဲ့တတိပဲနော်အဲ့တော့ကိုနှုတ်ခတ်တဲ့ကုသိုလ်တွေကိုတတိရနေတာအမှတ်ရနေတာဒါတတိနောက်တစ်ခါဖယားဂုံတွေတရားဂုံတွေတန်ခါဂုံတွေကိုတတိရနေတာအဲ့ဒါလည်းတတိပဲလေဒါကြောင့်ဗုဒ္ဓနှုတ်တတိဓမ္မနှုတ်တတိတန်ခါနှုတ်တတိလို့စာပေထဲမှာသုံးတယ်ဖယားဂုံတော်ကိုထက်ခါထက်ခါတတိရနေတယ် တရားဂုံတော်ဒီကိုထက်ကတက်ကတတိယအနေနဲ့တန်ခါဂုံတော်ဒီကိုထက်ကတက်ကတတိယအနေနဲ့အဲ့ဒါလည်းတတိပဲပေါ့။တော့ကမ္မထံဒီအာထုတ်တဲ့အခါမှာကမ္မထံအာယုံကနေစိတ်လွင့်ထွက်မသွားအောင်တတိနဲ့စောင့်ဖမ်းနေရတာ။နော်။ကမ္မထံအာယုံကိုစူးစူးဆိုင်ဆိုင်နဲ့အာယုံပြုတ်နေအောင်စူးစမ်းနေရတာအဲ့ဒါလည်းတတိပဲပေါ့။ ဲ့တော့အမှတ်ရတာဟာကောင်းတဲ့ကိစ္စတွေကိုအမှတ်ရနေတာတတိဖရားကုံတရားကုံတန်ခါကုံတွေကိုအမှတ်ရနေတာတတိကမ္မထံအာယုံကနေလွင့်ထွက်မသွားအောင်ကမ္မထံအာယုံမှာပဲစိတ်ကိုစုဆိုင်နေအောင်ရှုမှတ်နေတာလည်းတတိပဲပေါ့ဒါကြောင့်တတိပဋ္ဌာန်တရားဆိုပြီးတော့သစ္စာဘုရားဟောကြားတော်မူခဲ့တာရှိတယ်လေအေးအဲ့တော့တတိလို့ပြောရင်ကောင်းတဲ့ကိစ္စမှာဖြစ်တဲ့အရာကိုဆိုလိုတယ်လို့နားလည်ရမယ် တချို့ပฏิအတုဆိုတာရှိသေးတယ်။ဒါကြောင့်ခုနကအဘိဓမ္မာသိရင်ကောင်းတယ်ဆိုတာနော်။ပฏิအတုဆိုတာကမကောင်းတဲ့ကိစ္စတွေကိုသတိရနေတာ။တချို့ကမိသားစုတွေကိုလွမ်းနေခရီးတွေပါနေသွားတဲ့အခါမှာမိသားစုနဲ့ခွဲခွာရတဲ့အခါမှာအမေကိုလွမ်းနေအဖေကိုလွမ်းနေသားသမီးတွေလွမ်းနေမြေမြစ်တွေကိုလွမ်းနေသမီးကြီးစားတွေဆိုရင်လည်းအချင်းချင်းလွမ်းကြတယ်။ ဆိုတော့အဲ့ဓာတွေကအဲ့လိုလွမ်းတာကတတိမဟုတ်ဘူးပြောတဲ့ခါကျတော့တတိရတယ်လို့ပြောကြတာပေါ့နော်ငါနင့်ကိုတတိရတယ်ငါမင်းကိုတတိရတယ်ငါသားကိုတတိရတယ်အမေဖေကိုတတိရတယ်လို့သုံးကြတယ်အဲ့ဓာကတတိအစစ်မဟုတ်ဘူးတတိအတုပညာလို့ခေါ်တယ်ပညာနော်တချို့နေရာမှာကျတော့အာဟုတုဝိတ္တအာဟုတုအတွေးတွေဖြစ်တဲ့ပေါ့နော်အဲ့ဒါကြောင့်ပန်ယောစင်သဘောမျိုးအနေနဲ့တတိယတာမျိုးတွေက တတိတရားအစစ်မဟုတ်ပါဘူးတတိအစစ်ဆိုတာက ကုသိုလ်ကိစ္စတွေမှာတတိရနေတာနော်ငါတို့မနေ့ပြန်ကုသိုလ်တွေဘာတွေဘာတွေလုပ်မယ်နောက်တလဆိုရင်ဘာကုသိုလ်တွေလုပ်မယ်နောက်နှစ်ဆိုရင်ဘလို့ကုသိုလ်တွေလုပ်မယ်မနေ့ကဘာတွေလုပ်ခဲ့တယ်အဲ့လိုမျိုးအမှတ်ရနေတာမျိုးကိုမှတတိအစစ်လို့ခေါ်တယ်ပိုင်ရောစဉ်ကိစ္စနဲ့ပတ်သက်ပြီးတတိရနေတာကျတော့တင်ညာလို့ခေါ်တယ်အကုသိုလ်အတွင်းလို့လည်းခေါ်တယ်တချို့ဆိုရင်ဒေါသနဲ့ပတ်သက်တဲ့အတွေးတွေရှိသေးတယ် ဘသူကတော့ငါ့ကိုဘလို့နှိပ်စက်ထားတာတနေ့ကျရင်ငါကလဲစားရှိမယ်ဆိုအဲ့ဒါကြတော့တတိအစစ်မဟုတ်ဘူးပေါ့နော်ငါ့ကိုဘယ်တော့ငါဘလို့နှိပ်စက်ထားတာငါပစ္စည်းကို तू ကဘလို့ခိုးထားတာငါတို့ကိုဘလို့အနိုင်ကျင့်ထားတာငါ့ကိုဘလို့ပြောထားတာဆိုတာမျိုးတတိရနေတယ်မကောင်းတဲ့ကိစ္စမှာလောဘနဲ့တတိရနေတယ်ဒေါသနဲ့တတိရနေတယ်အဲ့ဒါတွေကပညာလို့ခေါ်တယ်တို့ဝိတက်လို့လည်းခေါ်တယ်နော်အဲ့တော့ နှစ်မျိုးခွဲရမှာဖြစ်တယ်တတိအစစ်သည်ကောင်းတဲ့ကိစ္စမှာအမှတ်ရနေတဲ့သဘောလို့နားလည်ပါတတိအတုသည်မကောင်းတဲ့ကိစ္စတွေမှာအမှတ်ရနေတဲ့သဘောလို့နားလည်ပါနော်တကယ်တော့အာကုတုတတိအမိခံတဲ့အာကုတုတင်ညာတာဖြစ်တယ်အာကုတုဝိတက်တွေအတွေးတွေဖြစ်တယ်ပေါ့ကြည့်နော်အဘိဓမ္မာမသိတဲ့သူအကြတော့အမေကိုလွမ်းတာကောင်းတယ်အဖေကိုလွမ်းတာကောင်းတယ်တတိလို့ထင်ကောင်းထင်နေတတ်တယ်မဟုတ်ဘူးဒါအာကုတုပဲ လို့လွမ်းနေတဲ့ခါကျတော့စိတ်မချမ်းသာဘူးလေစိတ်ဆင်းရဲတယ်ပေါ့မပျော်ဘူးလေမပြုံးနိုင်တော့ဘူးလေနော်ဘလို့လို့ကုသိုလ်ဖြစ်မှာတော့ကုသိုလ်ဆိုတာကစိတ်ကိုရှင်လန်းစေတယ်ကြည်လင်စေတယ်လေအကုသိုလ်ဆိုတာကစိတ်ကိုမရှင်လန်းစေဘူးညှိုးနှိုင်းစေတယ်လေကုသိုလ်နဲ့အကုသိုလ်ကအဲ့လိုဆန့်ကျင်ပတ်ကြည့်နော်အေးကောင်းပြီအဲ့ဒါကြောင့်အဘိဓမ္မာသိထားတော့ကောင်းတာပေါ့အမှားနဲ့အမှန်ကိုခွဲခြားသိနိုင်တယ်လို့ဆိုလိုတယ် ဲ့တော့တတိတရားသည်အလွန်အရေးကြီးတယ်။ညမြတ်စွာဘုရားတတိကိုအမြဲတမ်းလိုအပ်တယ်လို့ဟောတော်မူတယ်။တတိန်ခွဟံဘိကဝေတပ္ပတိကဝရာမိဆိုတာတတိကိုနေရာတကာမှာလိုတယ်။ဒါနကိစ္စမှာလည်းတတိလိုတယ်။သမထဘာဝနာဝိပဿနာဘာဝနာကိစ္စတွေမှာလည်းတတိလိုတယ်။ဝိပဿနာပဲအထောက်အထောက်သမထပဲအထောက်အထောက်တတိလိုတယ်။ ။အဲကြောင့်တတိဆိုတာပိုသွားတယ်လို့မရှိဘူး။တတိကောင်းနေပိုကောင်းနေပဲ။ဘုရားမြတ်စွာဘုရားအချိန်ချင်းပြောခဲ့တဲ့စကားတစ်ခုကတော့အပမဒေနမိကဝေတမ္ပါဒေထ။ဒီအပမဒေနတမ္ပါဒေထဆိုတဲ့စကားတတိကိုပြောတာပဲပေါ့။မမေ့မလျော့တဲ့တတိ။ကုသိုလ်ကိစ္စတွေကိုမမေ့မလျော့ပြုလုပ်ကြဖို့တိုက်တွန်းထားတဲ့တတိ။နော်အဲ့တော့မြတ်စွာဘုရားရှင်ပြိဋိဘံဆိုင်ကနိမတော်မှာ ဟန္တနီဘေကဝေအာမန္တယာမိဝဝရဓမ္မသင်္ခါရအပ္ပမတိနာတမ္မာတိထယုံနဲ့သင်္ခါရတရားတွေရာပြည့်စုံခြင်းသဘောရှိတယ်မမေ့မလျော့မပေါ်မစနေခဲ့ကြလို့ပြစ္ဆောဘုရားမှာတယ်တတိပဲပေါ့ဒါကြောင့်တတိဘလောက်အရေးကြီးသလဲဆိုတာကိုပိဋကတ်ဒီမှာဖတ်ခြင်းလေ့လာခြင်းတွေ့နိုင်တယ်အဲကြောင့်တက္ကရကမများအနေနဲ့မကောင်းတဲ့ကိစ္စတွေမှာတတိရနေတာမျိုးတွေအကုသို့လို့မှတ်ပြီးတော့မတွေးပါနဲ့နော် မတွေးပါနဲ့ငါ့ကိုဘသူကဘလို့လှုပ်ထားခဲ့တာဆိုပြီးတော့ဒေါသနဲ့မတွေးနဲ့လောဘတွေနဲ့မတွေးနဲ့အင်းကုသိုလ်ကိစ္စတွေဆိုတော့တွေးအင်းငါတို့မနေ့ကဘလို့ကုသိုလ်လုပ်ခဲ့တာနောက်ပြန်ကြရင်ဘာတွေကုသိုလ်လုပ်ကြအောင်မယ်အဲ့ဒါတွေကတွေးကောင်းတယ်မနေ့ကတို့တွေတရားစခန်းဝင်ခဲ့တာဉာဏ်တွေဘလို့တွေတက်လာခဲ့တယ်ရလာခဲ့တယ်ဒါတွေကတွေးကောင်းတယ်မြတ်စွာဘုရားခုံတော်တွေကိုတွေးဩဘုရားရှင်တွေဘလို့ကုသိုလ်တွေနဲ့ပြည့်စုံတယ် တရားတော်တွေကဘလို့ဂုံနဲ့ပြည့်စုံတယ်တန်ဃာတော်တွေကဘလို့ဂုံနဲ့ပြည့်စုံတယ်အဲ့ဒါတွေကတွေ့ကောင်းတယ်အဲ့ဒါကတတိအစစ်ပဲเนาะကမ္မထအာထုတ်တဲ့အခါမှာကမ္မထအာယုံကလွတ်မသွားအောင်တတိနဲ့စောင့်ကြည့်အဲ့ဒါကောင်းတယ်ပေါ့အေးဒါကြောင့်ဦးဇင်းတို့မိမိတန်တန်မှာအမှန်ရနေခြင်းသဘောတည်တတိလို့ဆိုပေမဲ့တတိအတုလားအစစ်လားလို့ခွဲခြားနားလည်ထားရင်အစစ်ကိုများများပွားများအောင်ကြိုးစားအတုကိုကြတော့မဖြစ်အောင်ကြိုးစား ဖြစ်လာခိုင်းရင်လည်းချက်ချင်းပဲပေါ့ဒီတော့ကြောင့်ဒီနေ့အလို့ရှင်များနဲ့တကွဓမ္မမိတ်ဆွေများအားလုံးမိမိတို့တန်တမ်းမှာကောင်းတဲ့သဘောနဲ့မကောင်းတဲ့သဘောဟာเนาะအလှဲ့ကျဖြစ်ပေါ်နေတယ်တခါတလေကောင်းတဲ့သဘောတွေဖြစ်တယ်ကုသိုလ်တခါတလေမကောင်းတဲ့သဘောတွေဖြစ်တယ်အကုသိုလ်ညာသောအဖြစ်ပုထုဇဉ်တတ္တဝါတွေကမကောင်းတဲ့သဘောအကုသိုလ်သဘောတွေအဖြစ်များတယ်အဲ့ဒါကိုတတိနဲ့စောင့်ကြည့်ပြီးတော့ထိန်းရမှာဖြစ်တယ်ပေါ့เนาะတတိနဲ့စောင့်ကြည့်ပြီးထိန်းရမှာဖြစ်တယ်အကုသိုလ်အဖြစ်များတဲ့အတွက်ကြောင့် အကုသိုလ်အဖြစ်နဲသွားအောင်ဖြစ်နိုင်လုံးလုံးမဖြစ်အောင်တတိနဲ့စောင့်ရမှာဖြစ်တယ်ပေါ့ကျွန်တော်ဒီနေ့အလို့ရှင်များနဲ့တကွဓမ္မမိတ်ဆွေများအားလုံးမိမိတို့တန်တမ်းမှာတရားစိုးတွေမကောင်းတဲ့သဘောတရားတွေမဖြစ်အောင်တတိနဲ့ထိမ့်သိမ့်စောင့်ချောင်ပြီးတော့ကောင်းတဲ့တရားတွေအဖြစ်များအောင်စူးစမ်းအားထုတ်ပြီးတော့မြတ်စွာဘုရားအဆုံးအမတော်အတိုင်းလောကအကျိုးသာသနာအကျိုးကိုတည်ပို့နိုင်တဲ့မျိုးကောင်းသားမျိုးကောင်းသမီးများဖြစ်အောင်ကိုယ်စီကိုယ်စီစူးစမ်းအားထုတ်နိုင်ကြပါစေကုန်သတည်း